မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြားထံတော်ပါမှာခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနေ့မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဓမ္မနဝတ္ထုခန်းကြီး15အပိုင်ငယ်17ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်တခင်ယေရှု၏ကျေးဇူးတော်အပြင်သာထိုသူတို့သည်ကယ်တင်တော်မူခြင်းသို့ရောက်သည့်ဤသူငါတို့သည်လည်း ရောက်ရမည်ကိုငါတို့သည်ယုံကြ၏ဟု ပေတရုပြောဆို၏ဒီနေရာမှာအသင်းတော်မှာပြဿနာတစ်ခုဖြစ်နေတာကို တွေ့ရပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တပါးမျိုးသားပြောင်းလဲလာတဲ့သူတွေနဲ့ပတ်သက်ပြီးတော့မှယုံကြည်သူယူဒလူမျိုးတွေနဲ့အငင်းပွားစရာတွေဖြစ်လာပါတယ်အယေပြားလီးရမဲစသဖြင့်ပြည့်ညက်တော်တွေမှာပါတဲ့အကြောင်းအရာတွေကိုလက်လျှောက်ဖို့ရန်အတွက် ြက်တီးစွာဆုံးမကြတာတွေကိုတွေ့ရပါတယ်အဲ့ဒါနဲ့အငင်းပွားမှုတွေဖြစ်လာတဲ့အခါမှာဒါကိုဖြေရှင်းဖို့ရန်အတွက်ယေရုရှလင်မြို့ကိုရောက်လာကြတယ်ယေရုရှလင်မြို့မှာလည်းဒီဆွေးနွေးညှင်းခုံမှုတွေဖြစ်ကြပါတယ်ဒါကိုပေတရုကထပြီးတော့မှသူကပြောပါတယ်ငါတို့ဘိုးဘေးတွေမထမ်းနိုင်တဲ့တဘိုးကိုဘာဖြစ်လို့တင်နေကြသလဲဒီလိုနီးနဲ့ဘုရားသခင်ဘာဖြစ်လို့စုံစမ်းကြသလဲကျေးဇူးတော်အားဖြင့်သာ ကယ်တင်ခြင်းသို့ရောက်ကြတယ်ငါတို့လည်းပဲဒီလိုပဲယုံကြည်ခြင်းအားဖြင့်ရောက်ရတယ်မဟုတ်ဘူးလားဆိုပြီးတော့မှပြန်ပြောတာကိုတွေ့ရပါတယ်အကြောင်းကဘာလဲဆိုရင်အယေပြားလေးခြင်း မခံတဲ့တပါမျိုးသားတွေအပေါ်မှာလဲတန်ရှင်သောဝိညာဉ်တော်ကစဉ်သက်တာပဲယူဒလူမျိုးတွေအပေါ်မှာလဲယုံကြည်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်စဉ်သက်တာပဲအဲ့တော့ယုံကြည်ခြင်းတစ်ခုတည်းအပေါ်မှာပဲဘုရားသခင်က ဆုံးဖြတ်ပြီးတော့မှာ ကယ်တင်ခြင်းရကြောင်းတသက်အနေနဲ့တရှင်တော်ဝိညာဉ်တော်ရဲ့လှူဆောင်မှု နမိတ်လက္ခဏာတရှင်တော်ဝိညာဉ်တော်ရဲ့အံ့ပွေအမှုတွေကိုမြင်တွေ့ကြရတာပဲအေးပြားလှီးလို့မလှီးလို့နဲ့လည်းမဆိုင်ဘူးဥပုပ်ဆောင်တာမဆောင်တာနဲ့လည်းမဆိုင်ဘူးယုံကြည်ခြင်းအားဖြင့်ရတဲ့အရာတွေဖြစ်ပါတယ်အဲ့လိုအဲ့လိုရပြီးတော့မှတခါလာပြီးတော့မှဒီယူရလူတွေကအေးပြားလှီးရမယ်တော့ မောရှိရဲ့ပြည့်ညက်တွေကိုစောင့်ရမယ်လို့လာပြောတာကယုံကြည်ခြင်းအပြင်ရတဲ့ကဲတင်ခြင်းကိုပုံဖြတ်တယ်လို့ဖြစ်နေတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ယုံကြည်ခြင်းအပြင်ကျေးဇူးတော်ကြောင့်ကဲတင်ခြင်းတို့ရောက်တဲ့အတွေ့တဘာမျိုးသားပဲဖြစ်ဖြစ်ယူဒလူမျိုးပဲဖြစ်ဖြစ်ပြည့်ညက်တော်တွေကိုတိခဲတာပဲဖြစ်ဖြစ်မတိခဲတာပဲဖြစ်ဖြစ် မောရှိရဲ့ပြည့်ညက်တွေကိုစောင့်သည်ဖြစ်စေမစောင့်သည်ဖြစ်စေယုံကြည်ခြင်းနဲ့သာဆုံးဖြတ်တာဖြစ်တယ်။ ယုံကြည်ခြင်းတကယ်ရှိရင်ဧဝံဂေလိတရားအားဖြင့်ကယ်တင်ခြင်းသို့ရောက်ပြီးတော့ယုံတဲ့သူပေါ်မှာလဲတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တဲ့တစိ့ခတ်တဲ့တန်ရှင်တော်ဝိညာဉ်တော်ကိန်းဝတ်တဲ့အသက်တာဖြစ်လာတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အယေပြားလှီးမှတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တာမဟုတ်ပါဘူး။အယေပြားမလှီးခင်ကတည်းကတန်ရှင်တော်ဝိညာဉ်တော်ကယုံကြည်သောသူအပေါ်မှာတက်ရောက်ပါတယ်။ဒါဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ကိုရပြီးမှ ဝိညာဉ်တော်ကိမ့်ဝတ်ပြီးမှအေးပြားလီးစရာလိုသေးလိုလားလို့မိငုံထုတ်စရာတွေဖြစ်လာပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာမှာလဲစဉ်းစားစရာအကြောင်းရှိပါတယ်။ဖရာသခင်တော်မှကယ်ပြီးပြီပဲ။ပဂတိရှိနေတဲ့အချီနေပေါ်မှာဖရာကလက်ခံပြီးပြီပဲ။ဖရာသခင်ပေးတဲ့ကယ်တင်ခြင်းစုဂျေစုကိုယုံကြည်သောအားဖြင့်ဂျေစုတော်ကြောင့်ရပြီးကာမပညာတရားတွေကိုမဆောင်ရှောက်ရင်ဆုံးရှုံးမယ်လို့အေးပြားလီးဖို့လိုသေးတယ်လို့ ဥပုပ်ဆောင်ရမယ်လို့စမြုပ်မပြန်ခွာမကွဲတဲ့အသားတွေကိုမစားရဘူးလို့အကြေးခွန်မပါတဲ့ငါးတွေမစားရဘူးလို့စသဖြင့်ဒီထုံးရမ်းစင်လာတွေနဲ့ပြည့်ညက်တော်တွေကိုလက်လျှောက်နေရအောင်မယ်ဆိုရင်ဘာမှအတိပဲမရှိတော့ပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ဟာပြည့်ညက်တော်တွေကိုမသိခင်အေးပြားလိချင်းမခံရခင်ကဲတင်ချင်းရထားပြီးပြီမို့လို့အေးပြားလိချင်းမလိချင်းပြည့်ညက်တွေကိုဆောင်ချင်းမဆောင်ချင်း ဥပုပ်ဆောင်ခြင်းမဆောင်ခြင်းနဲ့မဆိုင်တော့ဘဲနဲ့ဒီကယ်တင်ခြင်းဟာကျွန်တော်တို့အသက်တာထဲမှာယုံကြည်ခြင်းအဖြစ်အပိုင်ရထားပြီးပြီဆိုတာကို သိရှိနားလည်ဖို့ရင်အင်မတန်ရည်ကြီးပါတယ်။ဒါကြောင့်မလို့ကနဦးအသင်းတော်မှာရှိတဲ့သူတွေကသူတို့ရထားတဲ့ကယ်တင်ခြင်းဟာကျေးဇူးတော်ကြောင့်ပါယုံကြည်ခြင်းအဖြစ်သာရတာဖြစ်ပါတယ်လို့ပြက်ပြက်သားသားမရက်တီးခဲ့ဘူးဆိုလို့ရှင်တော့ဒီနေ့ထိကျွန်တော်တွေဟာကယ်တင်ခြင်းရတယ်မရဘူးဆိုတဲ့ကိစ္စကို အေးပြားလီးချင်းမလီးချင်းနဲ့တိုင်တာနေမလားပူပုံဆောင်ချင်းမဆောင်ချင်းနဲ့များတိုင်တာနေမလားဒါမှမဟုတ်ရင်လေရှောင်ရမယ့်အစာအသောက်တွေစားခြင်းမစားခြင်းနဲ့ပဲတိုင်တာနေမလားတော့မသိပါဘူးယုံကြည်ခြင်းနဲ့သာ တိုင်တာရမယ့်ကိစ္စကို အခြားပြည့်ညက်တော်တွေနဲ့တိုင်တာလို့မရဘူးဆိုတာကိုသိစေခြင်းပါတဲ့ယုံကြည်ခြင်းအားဖြင့်သာရသောကဲတင်ခြင်းကိုကျွန်တော်တို့ကအခမဲ့ရထားပြီးမို့လို့တခြားပြည့်ညက်တရားတွေနဲ့ ဘသူကမှလာပြီးနှောက်ရက်ဖြက်စည်းတာမျိုးကိုမခံဖို့လိုပါတယ်ဖျက်ရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျားကိုတော့ကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်လာသည့်အတိုင်းကျွန်တော်ရဲ့အသက်တာမှာယုံကြည်ခြင်းအားဖြင့်သာ ရသောကယ်တင်ခြင်းဖြစ်ကြောင်းကိုဝန်ခံပြီးနေ့ရက်အစဉ်တိုင်းမှာကိုတော်ပေးတဲ့ကယ်တင်ခြင်းဆုကျေးဇူးကိုဝန်ခံချီးမွမ်းနိုင်ဖို့မာစားပါဂျေဇူးတင်နေဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာမှာလည်း ိုရောပေးတဲ့ကဲတင်ခြင်းဟာယုံကြည်ခြင်းနဲ့သာတိုင်းတာတယ်ဆိုတာသိပြီးတော့မှမိမိယုံတဲ့အတိုင်းခံစားရတဲ့ကဲတင်ခြင်းကိုရရှိပိုင်ဆိုင်သလိုသူတစ်ပါးတွေကိုလည်းထိုယုံကြည်ခြင်းအပြင်ရသောကဲတင်ခြင်းကိုမျှဝေတတ်သောသူများဖြစ်စေပါပြညတ်တေရအာဖြင့်တိုင်းတာတာမျိုးမဖြစ်စေဖို့မဆာပါဒီနုကပတော့ကြားရပြီးသားစုဝင်အရောက်တိုင်းရဲ့ခန္ဓာစိတ်ဝိညာဉ်ကိုလည်းမဆာပါမိအကြောင်းဂျေစုကြီးတယ်လို့ဝန်ခံ၍သခင်ယေရှုခရစ်တော်နာမ၌ တနေ့တာကိုစက္ကအနံဆုတောင်းပါ၏အာမင်